ထမအကြော်တော့ကလို့ဂိုးရီမြန်မြန်ဆန်ဆန်မြင်တွေ့ရမယ်အီတလီနဲ့အစ္စရေးဒုက္ခဆိုအင်္ဂါရောက်ဥရောပဆိုကမ္ဘာဖလားခြေစစ်ပွဲပွဲကျူ30ချက်များအလုံးမင်းမင်လာပါပလင်းမိတ်ကဂျာနယ်ကနေပြန်လည်ကြိုးစူပါတယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေရဖြစ်တဲ့အင်္ဂါညအတွက်ဥရောပဆုံးကမ္ဘာဖလားခြေစစ်ပွဲပွဲကျူ30ချက်တွေကိုကလောင်ရှင်ဒုက္ခဆိုရဲ30ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်အက်စတိုးနီးယားနဲ့မော်ဒိုဗာညဆယ်နာရီ30အုပ်စုအောက်ဆုံးနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်ပြီး အက်စတိုးနီးယားက၃မှတ်ရထားပေမဲ့မော်ဒိုဗာကတော့ဘယ်ဥမကွဲသေးပါဘူးအက်စတိုးနီးယားရခဲ့တဲ့၃မှတ်ကလည်း3-2နဲ့နိုင်ခဲ့တယ်မော်ဒိုဗာနဲ့ပထမအကြိုအဝေးခွင်းတုန်းကပါပြီးရဲ့အပတ်ကအီတလီကိုပြန်သွင်းနိုင်ခဲ့တဲ့အက်စတိုးနီးယားဟာအိမ်ဝင်၉သွင်းအားလည်းရှိပါတယ်ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်အန်ဒရိုနဲ့ဆာဗီယာညတနာ25ရာအောက်ချီကအိမ်ပြည့်ဆိုပေမဲ့အန်ဒရိုရဲ့အိမ်ဝင်ခံစစ်ကမစိုးပါဘူး နောက်ဆုံးအင်္ဂွင်းပွဲတွေမှာဆိုရင်အင်္ဂလန်ကိုတလုံးနဲ့တော့ဂိုးနဲ့သာကက်ရှုံးခဲ့ပါတယ်။ဆာဗီယာကလည်းအုပ်စုတွင်အင်္ဂွင်းနှစ်ပွဲစလုံးမှာဂိုးနဲ့ကြီးကန်ထားလို့ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။အိုင်လန်နဲ့အာမေးနီးယားညတနာရီ15တမတ်နဲ့ဇီယာအောက်ခြေရောက်ရှိနေတဲ့အိုင်လန်ရဲ့ခြေစွမ်းဟာအားရစရာမရှိပါဘူး။အာမေးနီးယားကလည်းသုံးမှတ်သာရထားသေးကအဲ့ဒါဟာပြီးခဲ့တဲ့လအိုင်လန်နဲ့ပထမအကြိမ်အင်္ဂွင်းမှာရခဲ့တာပါ။အဝေးကွင်းဆိုပေမဲ့လည်းအာမေးနီးယားဟာခြေစွမ်းညအိုင်လန်ကိုထပ်မံအခက်တွေ့အောင်လုပ်နိုင်ပါတယ် ဒါကြောင့် Ireland အာမီးနီးယားကိုနှကိုးပြတ်ဖို့တော့မလွယ်ဘူးလို့သုံးသပ်ထားပါတယ်။ Italy နဲ့ Israel ည7:15အီတလီယာဂက်ဒူဆိုလက်ထက်မှာသုံးပွဲစလုံးနိုင်ထားလို့တိုက်ရိုက်ခြေစစ်ပွဲမအောင်ရင်တော့ Playoff တည်ကြဖို့နှိစက်နေပါတယ်။ဒါပေမဲ့ Estonia လိုအသင်းကိုတော့ကိုးပြန်ပေးထားရတဲ့ Italy ခံစစ်ကတော့စိတ်မချရပါဘူး။ Israel နဲ့ပထမအကြိုတုန်းကလေ၄ဂို၅ဂိုရလက်ထွက်ထားတာပါ။ဒါကြောင့် Italy ကိုမျောမဲ့အစားဒီလိုပွဲစဉ်မျိုးမှာဂိုးအများကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Latvia နဲ့ England ည7:15 အိမ်ဖြည့်အဆင့်ထပ်မပိုတဲ့လက်ဗီယာဟာအုပ်စုတွင်အိမ်ကွင်း၃ဘွဲစလုံးမှာလဲဂိုးတွေပေးထားရပါတယ်။အင်္ဂလန်ကတော့မကြသေးခင်ဘွဲတွေမှာပုံစံကောင်းပြန်ရလာပါတယ်။နောက်ဆုံးအဝေးဝန်းဘွဲမှာလဲစာဗီယာကိုတော့၅ခုပြန်နဲ့ကြိတ်ထားပါတယ်။ဒါကြောင့်အင်္ဂလန်အနေဆုံး၃ခုပြက်ကနေစကြည့်ရမယ်ဘွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ပိုတူဂီနဲ့ဟန်ဂေရီညတနာ25ငါးမဖြစ်ဥဆောင်နေတဲ့ပိုတူဂီယာခြေစစ်ပွဲအောင်လူအောင်ငင်ဖြစ်နေတဲ့အသင်းမှာ အုပ်စုတွင်ပွဲတိုင်းဂိုးတွေသွင်းထားတဲ့ဟန်ဂေရီကလည်းဒုတိယနေရာအတွက်အစွမ်းကုန်ကျိုးပန်းလာနိုင်ပါတယ်။နောက်ပြင်ဟန်ဂေရီတိုက်စစ်မှာအေးပါတဲ့ကစားသမားတွေလည်းပြန်ပါလာတော့မှာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။စပိန်နဲ့ဘူဂေရီးယားညတနာရီ15ရန်ုံမြေအနိုင်နဲ့စပိန်ဟာအုပ်စုတွေမှာပေးကိုလည်းမရှိသေးပါဘူး။ဘူဂေးရီးယားကတော့ပြီးခဲ့တဲ့အပတ်အိမ်ကွင်းမှာတည်းကတူရကီကိုဂိုးထားစဉ်ဝင်ပေးခဲ့ရတာပါ။ ဘူဂေးရီးယားဟာပထမအကြော်အိမ်ကွေးမှာလဲစပိန်ကိုသုံးဂိုးပြတ်နဲ့ရှုံးခဲ့ပါသေးတယ်။ဒါကြောင့်စပိန်ကိုမိုးရွာနိုင်စွမ်းရှိတဲ့အနေအထားမျိုးပါလို့သုံးသပ်ထားပါတယ်။တူရကီနဲ့ဂျော်ဂျီယာညတနာ25တူရကီဟာအုပ်စုတွင်မှာစပိန်နဲ့တပွဲပဲရှုံးခဲ့ပြီးကျန်နှစ်ပွဲစလုံးနိုင်ထားပါတယ်။နိုင်တဲ့အထဲမှာဂျော်ဂျီယာကိုပထမကြော်အဝေးဝင်3-2နဲ့နိုင်ခဲ့တဲ့ပွဲလေးပါဝင်ပါတယ်။ပြီးခဲ့တဲ့နှစ်ယူရိုတွေ့ဆုံမှုတုန်းကလည်းနိုင်ခဲ့တဲ့တူရကီဟာ ဂျော်ဂျီယာနဲ့တွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးမှာအောင်ပွဲရခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ရဲ့အရေးအောက်ကိုခုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Playmaker ဂျာနဲ့နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။တို့ Playmaker ဂျာနဲ့ပွဲကျူသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့လဲ Playmaker ရဲ့ Telegram Channel မှာလာရောက်ဖတ်ရှုလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။